သူသားရဲ့ဖြစ်စဉ်ကြီးကိုရှေ့မှာသူသားရဲ့လောင်းရှေ့မှာသူသားရဲ့ဖြစ်စဉ်ကြီးကိုပြပြီးကျန်တဲ့ဒီဒလိုင်းတပ်ဖွဲ့ဝင်တွေလူငယ်တွေပေါ့နော်အဲ့လိုမျိုးစကားတွေပြောနေတာတွေ့ရအောင်နော်တကယ်တကယ်ကိုမှဒလိုင်းစိတ်တဲ့ပြင်းထန်တဲ့မိသားစုအာသာနေမိသားစုလို့ကိုပြောရမှာပေါ့ဗျာမင်္ဂလာပါကျွန်တော် အခုပြောပြခြင်းတဲ့အကြောင်းအကြတော့အဲဝမ်းနေစရာလားဂုံယူစရာလားအဲ့လိုပေါ့နော်ခံပြင်းစရာဖြစ်မလားတော့မပြောတတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုခံစားချက်တွေရောပြောနေတာပေါ့နော်အဲအဓိကကျွန်တော်ဒီဆလင်းစေတုတ်တရာလမ်းပိုင်းပေါ့နော်အဲ့လမ်းပိုင်းက16မိုင်စကန်ကုန်းကိုတက်စကန်ကုန်းကိုအဲဇော်လိုင်းတက်ဖွဲ့တွေကတင်ပိုက်နိုင်ခဲ့တဲ့သတင်းပေါ့နော်အဲ့သတင်းကိုတော့အားလုံးလည်းသိပြီးဖြစ်မယ် ပြီးတော့အဲ့ reaction နဲ့ပတ်သက်လို့ပေါ့နော်အဲ့ video နဲ့ပတ်သက်လို့ကျွန်တော်ပြောထားဟာလေးကြည့်ခြင်းလဲဆိုရင်လည်း BBN TV Plus မှာဒါတွတ်ကြည့်လို့ရတယ်ပေါ့နော်လုံးဝတကယ်စိတ်အားတက်ကြွစရာကောင်းတယ်ဒါပေမဲ့အဲ့နောက်ွယ်မှာနောက်ထပ်ဖြစ်ရတခုရှိသေးတယ်ပေါ့နော်အဲအဲ့ဒီဖြစ်စဉ်ဒီအရှိပိုင်းဒါတိုက်ပွဲ video ထွက်လာတဲ့အချိန်မှာတော့တကယ်ကိုစိတ်အားတက်ကြွစရာနဲ့တကယ်ကိုအပေါင်းလက္ခဏာဆောင်တဲ့အပြုမူတွေပြောဆိုတွေအဲခုနလိုစွမ်းရည်တွေကိုပဲတွေ့ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့နောက်ပိုင်းဒါကျွန်တော်နောက်ထပ်ဗီဒီယိုလေးတစ်ခုသွားတွေ့တယ်ဗျအဲဥစ္စာကကြတော့ ဒီရဲဘော်ရက်ခတယ်ဒီတိုက်ပွဲမှာကြာသွားတာဗောနော်ကြာသွားတယ်အဲစကန်းကုန်းတော့အောင်မြင်လိုက်တယ်အဲတပ်ဖွဲ့တွေကဒါစစ်တုံးမန်းတွေလည်းရတယ်တနက်9လက်လည်းရတယ်အဲအဲ့လိုရလိုက်ပြီးအချိန်ဗောနော်အဲအောင်မြင်ပြီးအချိန်ကျမှဒီဗီဒီယိုလေးကိုသွားတွေ့မိတာအဲဒီဗီဒီယိုကဒီကြာဆုံးသွားတဲ့ရဲဘော်ရက်ခရဲ့ဖခင်ကသူ့သားရဲ့အလောင်းရှိမှာဗောနော်ဘိုးဘဲနဲ့သူပြောချင်တဲ့စကားတွေပြောသွားတာဗောနော်အဲဥစ္စာတော်တော်လေးခံစားရတယ်ဘေးနားမှာတပ်ဖွဲ့ဝင်တွေအကုန်လုံးကမြေကြီးပေါ်မှာထိုင်ပြီးတော့ လုံးဝအာကာဘာပြူနားထောင်ကြတယ်ဗောနော်အဲ့ချိန်မှာဒါဖခင်ဖြစ်တဲ့သူပြောတဲ့စကားတွေကအယက်မိုက်တယ်ကျွန်တော်ဒါလည်းသိစေချင်လို့ဗောနော်အဲ့ဒါလေးလည်းသိစေချင်လို့ကျွန်တော်အခုလိုမျိုးပြောပြချင်တာဖြစ်ပါတယ်အဲဦးလေးတို့မိသားစုကလည်းတဲ့အာဒီတော်လိုင်းစိတ်တဲ့အရန်ပြင်းထန်တယ်ပေါ့နော်တမိသားစုလုံးကဘလို့ပဲဖြစ်ဖြစ်ဆိုပဲပုံစံမျိုးနဲ့ဒါရင်ဆိုင်နိုင်တဲ့ဆိုပဲပုံစံမျိုးတော့မှရှိတယ်ပေါ့နော်အဲပြီးတော့သူကဒီသူသားလေးရဲ့ဖြစ်စဉ်ကိုကြည့်ပြီးတော့ကလေးတို့လည်းတဲ့ ညခုနတော့လည်းတက်ဖွဲ့ဝင်တို့ပြောကလေးတို့လည်းပေါ့နော်ရေထဲဆင်မြေပြင်နေပါတဲ့ကိုကိုကိုလုံခြုံအောင်ပေါ့နော်အတိုက်ပွဲဝင်တဲ့အခါမှာကိုကိုအထီးကိမ်းမရှိအောင်ပေါ့နော်ဒါမျိုးပုံစံမျိုးလေး Q site စီခြင်းနဲ့ဆိုပြီးတော့ तू ကမှားတယ်သူသားရဲ့ဖြစ်စဉ်ကြီးကိုရှေ့မှာသူသားရဲ့လောင်းရှေ့မှာသူသားရဲ့ဖြစ်စဉ်ကြီးကိုပြပြီးတော့ကျန်တဲ့ဒီတော်လိုင်းတက်ဖွဲ့ဝင်နေလူငယ်တွေပေါ့နော်အဲ့လိုမျိုးစကားတွေပြောနေတာတွေ့ရအောင်ပေါ့နော်တကယ်တကယ်ကိုမှတော်လိုင်းစိတ်တဲ့ပြင်းထန်တဲ့မိသားစုအာဇာနည်မိသားစုလို့ပြောရမှာပေါ့ဗျာ လေးစားပါတယ်ကွာတဲ့အဲပြီးတော့ဒါဘယ်သူမှပေါ့နော်ဒီလိုလုပ်နေရဆိုတာဘယ်သူမှကိုချိုးအတွက်မပါပါဘူးတဲ့ပြည်သူအတွက်ပါပဲတဲ့အဲပြီးတော့အဲအခုလိုမျိုးဒါကြီးကြုံရတယ်ဆိုတာလည်းပြည်သူအတွက်ပဲပေါ့နော်အဲ့တော့အဲ့ပြည်သူတွေလည်းသိစေချင်ပါတယ်ကွာတဲ့ဟိုတကယ်လည်းဟုတ်တယ်အဲဒူလိုင်းတပ်ဖွဲ့တွေကကိုချိုးအတွက်မပါဘဲနဲ့ပြည်သူပြည်သားတွေအားလုံးလွတ်မြောက်ဖို့အတွက်ကိုအသက်တွေရင်းပြီးတော့တိုက်ပွဲဝင်နေကြတာပေါ့နော်အဲဥစားကိုဖခင်တယောက်အနေနဲ့ဆိုနေကြွယ်ဆိုတာလည်းပြောနေတဲ့ဟာမျိုးပေါ့နော် ဲဒါပေမဲ့ तू तू စိတ်ထဲမှာဘလောက်တောင်ခြေကွဲနေမလဲဝမ်းနေနေမလဲဆိုတော့ဟာကဟိုလုံးဝကိုခံမှန်းလို့တော့မရဘူးဗျာဒါဖခင်တယောက်ပေါ့နော်အဲအဲ့ဒါကြီးပြောထွက်နေရတယ်ဆိုတော့ဟာလေဒီပြင်ဒါတချို့ပြောတန်ဆိုတန်နေပေါ့ဗျာအဲအဓိကတော့ဒလိုင်းတက်ဖွဲ့တွေပေါ်မှာအဲပြောကြတဲ့ဟာတွေပေါ့နော်ပြီးတော့ဒလိုင်းတက်ဖွဲ့တွေပုတ်ခတ်တဲ့ဟာတွေပေါ့နော်အဲ့လိုဟာမျိုးတွေနဲ့ပတ်သက်လို့လေသူလည်းပြောချင်တာပေါ့ပေါ့နော်ပြန်တုံပြန်ချင်တာပေါ့ဒါမှမဟုတ်လေဒါ သူသားပါနေတော့ပြောမှာပေါ့သူသားပါနေတာဟိုဆိုပြီးတော့ပြောခံရမှာလေသူစိုးရိမ်နေပေါ့နော်အဲ့လိုမျိုးတွေလည်းပြောမခံကြဘူးဒါကြောင့်မလို့ဒါခုနလိုတီးခံရတယ်ပေါ့နော်အဲသူစောင့်ထင်းရတယ်ပေါ့တကယ်တော့ဟိုဒါတွေကပြော့ကိုပြောမှာပေါ့နော်အခုလက်ရှိအချိန်ဒီမှာတော့ခုနလိုပဲတီးခံကြရတာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမြင်မတူတဲ့သူတွေကနှစ်ဖက်မှာရှိနေကြတာဟုတ်အဲကြတော့ဒီဘက်ကလောက်ရက်တွေဘလောက်ပဲမှန်တယ်ပဲပြောပြော ဟိုဘက်ကကောင်တွေရဲ့အမြင်ကတော့ဒီဘက်ကအဖွဲ့တွေကိုသူတို့ကအကြမ်းဖက်တယ်ဆိုပြီးတော့ပဲသတ်မှတ်ထားတာဟုတ်အဲတော့ကျတော့ဒီဘက်ကတပ်ဖွဲ့တွေရဲ့ခံစားချက်ပြီးရင်သူတို့မိဘတွေရဲ့ခံစားချက်ဘလောက်တောင်မှမျိုးတိတ်ကျိတ်မြေပြီးနေရတယ်ဆိုတဲ့ဟာတွေကိုလည်းသူဖွင့်ဝဖွင့်ဟသွားတယ်ပေါ့နော်အဲပြီးတော့ဥနာတွေပေါ့နော်ကုပါကဲပါဒါမျိုးပုံစံမျိုးမပြောဘူးပေါ့နော်ကို့မှာရှိရင်ရှိတဲ့ဟာပဲပေးလိုက်တယ်ပေါ့နော်အဲသူသားဘာလို့ကျင်နေပဲပြောပြောအဲရှိတဲ့ဟာရောင်းချပေါင်းနှံပြီးတော့ပေးလိုက်တာပဲပေါ့နော်ချင်းကားပြီးတော့ပေးလိုက်တာပဲပေါ့နော် ဒါဖခင်ပြောရင်မေတ္တာပဲဗျာသိလားသူပြောတဲ့အထက်မှာပါတယ်ဦးလေးပတ်ဆက်မရှိဘူးတဲ့အဲ့လိုပေါ့နော်အဲတာဂီတာတီးကျင်တယ်ဆိုလဲဂီတာပေါ့နော်ပေးလိုက်တာပဲပေါ့နော်ဝေစားဆိုလဲဝေစားသူများထဲနောက်ကြစီရအောင်ပေါ့နော်ဒါဖခင်တယောက်ကဘလောက်ပဲမရှိဘူးပဲဖြစ်ဖြစ်ပေါ့နော်အဲကိုယ့်ရဲ့ရှင်သွေးရှင်သွေးအတွက်ပေါ့နော်အဲသူတို့ပူဇော်လာပြီဆိုတဲ့ခါကြရင်မဖြစ်ဖြစ်အောင်လုပ်ပေးလိုက်တာပဲဆိုတဲ့ဟာမျိုးလေးပေါ့နော်ဒါလေးတွေအစားထည့်ပြောသွားတယ် ူသားသမီးပေါ်မှာသူဘလောက်တန်ဖိုးထားရတယ်ပေါ့နော်ဒါမိဘတိုင်းကအဲ့လိုပဲလीနော်အဲကြတော့မရှိဘူးလို့ဘယ်တော့မှပြောမထွက်ဘူးသူအမြဲတမ်းမရှိရှိတာလေးကိုရှာချင်ပြီးတော့ပို့ပေးလိုက်တယ်ဆိုတဲ့ဟာမျိုးလေအဲသူပြောသွားတယ်ပေါ့နော်အဲဦးလေးမှာပတ်စံမရှိဘူးအဲဒါလည်းပြောသွားတယ်အဲခြေကွဲစရာပေါ့ဗျာဒီလေအဲ PDF ဆိုတာစပေါ်ကားစားကနေရပေါ့နော်အဲဒီမောင်နှမတွေပေါ့နော်အဲသူသားသမီးတွေပေါ့နော်ラインနဲ့ပတ်သက်လို့လုံမယ်တို့လိုင်းလုံမယ်ဆိုရင်လုံချပါတော့เนาะအဲဒါမဲ့ တော်လိုင်းရင်းဆိုတာလွယ်တာမဟုတ်ဘူးပေါ့နော်ဘာသာပြောနေတယ်မရဘူးလွယ်လွယ်နဲ့မပြီးဘူးပေါ့နော်အသက်တွေသွေးတွေချွေးတွေရင်းပြီးတော့လောက်ရတာဖြစ်တယ်ပြီးတော့ဒါကိုလည်းအင်္ဂါတွေဆုံးရှုံးသွားနိုင်တယ်ကျိုးသွားနိုင်တယ်ကန်းသွားနိုင်တယ်တေးသွားနိုင်တယ်ဒါမျိုးပုံစံမျိုးအားစသူကအဆုံးဆုံးဆုံးတွေတွေးပြီးတော့ပြောပြသေးတယ်ပြောပြပြီးတော့အဲ့ဒါအောင်မှလှုပ်ချင်တယ်မဟေးဆိုရဲဆိုရင်ချက်နော်အပီးတယ်အဲအဲ့လိုမျိုးဒါပေမဲ့ကြုံရနိုင်တဲ့အဆိုးဆုံးအခြေအနေတွေအားစဖခင်တယောက်ကဆုံးမသွန်သင်ပြီးတော့ပြောပြခဲ့တယ်ဒါပေမဲ့ကောင်းတဲ့အရာဖြစ်တဲ့အတွက်ဘာမှသူကတားဆီးတာမျိုးမရှိဘူး အဲလုံးဝဒါကြုံရနိုင်တဲ့ဟာတွေဒါတွေရှိတယ်သူကိုယ်တိုင်လည်းပြင်ဆင်ထားတဲ့ပုံစံမျိုးပြအနီတာသမီးတွေကလှုပ်ရှင်နေဟေ့ဆိုတဲ့အချိန်မှာသူတို့တမီတာဆိုတော့စိတ်တက်ပြင်းထန်တာဖြစ်တဲ့အတွက်ပေါ့နော်ဒေါ်လာရင်းစိတ်တက်ပြင်းထန်တာဖြစ်တဲ့အတွက်အခြားလှုပ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ခွင့်ပြုပေးခဲ့တာပေါ့နော်အဲဒါကတကယ်ကိုခံယူချက်စိတ်တက်အရန်ပြင်းထန်တဲ့မိသားစုဆိုပြီးတော့မြင်ရတယ်ပေါ့ဗျာအဲအဲ့လိုပြောနေတဲ့အထဲမှာပဲပေါ့နော်ကျွန်တော်အခုအရန်ကြေကွဲရတဲ့အရန်စိတ်ထဲမှာအရန်ထိတဲ့ဟာပြတာဒီလားအဲဥစ္စာက ဟိုနားထောင်ရင်းနဲ့တော့မှစိုးနစ်လာပေါ့နော်အဲ့ဒါဒါအေးပါအေးပါတဲ့ကလေးတို့ကလည်းဒါဝမ်းသာတယ်ပေါ့နော်ကြည်လဲကျင်နေတယ်တဲ့အခြားတိုင်ရင်တက်ဖွဲ့တွေဆိုရင်တဲ့ဒါပြန်ရောက်လာပြီဆိုရင်ပြပုံလေးလောက်ပဲပြန်ရောက်လာတာပေါ့နော်ဒီလောက်ဝေးဒီလိုလူလုံးမပြတ်ဖ ೇನೆ လာလာပပပြန်ရောက်လာအောင်ဆောင်ရွက်ပေးတဲ့ဒီတက်ဖွဲ့တွေတက်မှုတွေကိုလည်းဥလေးကသေးစားတယ်တဲ့ကျေးဇူးတင်တယ်တဲ့ဟိုတချို့ဖွဲ့တွေဆိုရင်အဲ့လိုပေါ့နော်ဒါအလောင်းအလောင်းလိုက်အဲဒီလူလူပုံကိုလိုက်ပြန်ယူမလာနိုင်မဲနဲ့ ပြာဦးလေးပဲပို့ပေးနိုင်တဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်တခါကြကြလဲသတင်းစကားလေးပဲပါနိုင်လဲတဲ့ဟာတွေရှိတယ်ဒါပေမဲ့လည်းဒီတက်ဖွဲ့တွေကဒါဦးလေးရဲ့ဒါကိုလုံးဝဒါအကောင်းတိုင်းပေါ့နော်ခုနလိုအဲအသက်မရှိတော့ပြင်မဲ့ပေါ့နော် ပုံမပြတ်ဖက်နဲ့ဒါမျိုးလေးအဲပို့လာအောင်ပေါ့နော်စူးစမ်းခဲ့ကြတဲ့တက်ဖွဲ့တွေကိုသူလေးစားတယ်သူကျေးဇူးတင်တယ်ပေါ့နော်အဲလုံးဝပုံမပြတ်ဖက်နဲ့သူစီရောက်လာအဝေးကြီးရနေပြီးတော့ဒေလာပြည့်ရဲ့အတွက်တကယ်ကျေးဇူးတင်တယ်ဆိုရဲဟာဖခင်တယောက်ကအဲ့စကားကိုပြောသွားတဲ့အချိန်မှာဘလောက်တော့ကြေကွဲမလဲပေါ့နော် ဟိုကြားရတဲ့တပ်ဖွဲ့တွေကအစဘလောက်ဒီစိုးနေနေမလဲပေါ့နော်တပ်ဖွဲ့ကြီးအကုန်လုံးကလုံးဝခေါင်းလေးငုံပြီးတော့သူတို့တွေအယံခံစားရဲဘော်ရဲဘက်လည်းဖြစ်တယ်ပြီးရင်ဒီရဲဘော်ရဲဘက်ရဲ့ဖခင်ဖြစ်တဲ့သူကသူ့သားရဲ့အလောင်းကိုရှေ့မှာထားပြီးတော့ပေါ့နော်တော့မျက်ရည်တစ်စက်မကျဘဲနဲ့ဒီတပ်ဖွဲ့တွေကိုကျေးဇူးတင်ကြောင်းပြောနေတဲ့ဟာကြီးကတကယ်ခံစားရတယ်ပေါ့နော်အဲဥစ္စာတော်တော်ကိုဒါကြောလေးစားရလေးစားရတကယ်လေးစားရအဲနောက်တစ်ခုကကြတော့ဒါတကယ်ပြောရရင်တဲ့ဦးလေးရဲ့သားက သူရဲကောင်းဘွဲ့အာဇာနည်ဘွဲ့ရတာ ਨੇ အတူတူပဲပေါ့နော်အဲဦးလေးကဂျင်းနေတယ်တဲ့အဲသူတို့လောက်ခဲ့တဲ့ဂုံးပေါ့နော်ဒီခုန16မိုင်စကန်ဂုံးအဲဒီဂုံးအဒီတက်ဂုံးပေါ့နော်ဒီဂုံးကလည်းအောင်မြင်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်ဦးလေးကတော့တန်တယ်လို့ပဲယူဆတယ်တဲ့အဲ့လိုကြီးပြောတာနော်အသားတယောက်ရဲ့အသက်ကိုပေးလိုက်ပြီးတော့ဒီဂုံးတစ်ခုရလိုက်တဲ့ဟာတော့မှပဲသူကတန်တယ်လို့ယူဆတယ်ဆိုပြီးပြောတာပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့ဒီဂုံးအောင်မြင်ခဲ့တယ်တိုက်ခိုက်နိုင်ခဲ့တယ်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက်ဒါဦးလေးကတော့တန်တယ်လို့ပဲယူဆတယ်တဲ့ဦးလေးရဲ့သား ဟိုအာဇာနီပါပဲတကယ်ကိုအာဇာနီပဲပြီးတော့ဒါတကယ်ကိုထိုက်တဲ့တန်တန်ကုန်ပြရမယ့်သူရဲခေါင်းတွေဖြစ်တယ်အပြော်ကြံရစ်တဲ့မိသားစုတွေအတွက်ကစကျွန်တော်တို့လည်းတပ်ဖွဲ့ဝင်တွေပြီးတော့တော်လန်ပြည်သူတွေပေါ့နော်ပြီးတော့ဒါဦးဆောင်သူတွေအနေနဲ့တန်တန်သမျှဒါဝင်ယူစေခြင်းနဲ့ဗျာတော့သူတို့ကတော့ဘာမှဒီဥစ္စာအတွက်ပေါ့နော်ငါတို့ကငါတို့တားပေးလိုက်လို့ဒါမျိုးပုံစံပြန်လုပ်ပေးဆိုပြီးတော့တောင်းဆိုမဲ့မိသားစုလုံးဝမဟုတ်ဘူးဆိုတာတော့သိကြတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ light သတိနဲ့ဒီ ီမိသားစုတွေအပေါ်မှာပေါ့နော်အဲဒီလိုကြာဆုံးသွားတဲ့လူငယ်တွေရဲ့မိဘတွေရဲ့မိသားစုတွေအများကြီးရှိတယ်ပေါ့နော်အဲကြာအဲမိသားစုတွေအပေါ်မှာကျွန်တော်ထိုက်ထိုက်တန်ကွန်ပျူမှုတွေပြုစုဆောင်ရှောက်မှုတွေလုပ်ပေးသင့်တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲပြီးတော့သူပြောတဲ့အထက်မှာဆိုလဲအဲဦးလေးသားဒီတယောက်ပဲရှိရတဲ့ဟိုငငယ်လေးရှိသေးတာတဲ့ဦးလေးကတော့ဖြေနိုင်ပါတယ်တဲ့အဲသူ့အမေတွေအမတွေကတော့မင်းကြီးဆိုတော့မဖြေနိုင်ဘူးပေါ့နော်ဦးလေးကတော့ဖြေနိုင်ပါတယ်တဲ့ သူသူကတော့အဲ့လိုပြောနေတာပေါ့နော်။ဩဂအဖွဲ့တွေကတော်တော်ကိုကြေကွဲဆုတ်နေပြီးတော့ခန်းစားရမယ့်နေသားကြောင့်ကြားရတဲ့သူတွေတော့မှနေနိုင်ဘူးပေါ့နော်။အဲနောက်ကနေပြီးတော့ပြောနေတဲ့စကားသံလေးဆိုလဲကြားရတယ်။အမှန်တရားအတွက်လောက်တာပါညာပေါ့နော်။ဒါမျိုးပုံစံမျိုးလေးပြောနေရတယ်ကြားရတယ်။ပြီးတော့ဟိုတော်လိုင်းရင်သမားတယောက်ပေါ့နော်ဒီညီလေးဆိုရင်ဒါကြာဆုံးသွားပြီဆိုတဲ့အချိန်မှာသူကတော်လိုင်းရင်သမားတယောက်ပဲအာဇာနည်အဲသူရဲ့ကောင်းတယောက်ပဲဒါပေမဲ့သူသူ့ရဲ့နောက်ဆုံးခရီးကဘာမှပြည့်ပြည့်စုံစုံမရှိဘူးဆိုတဲ့ဟာလည်းမြင်ရတယ်ဗျာ ဟိုဘေးနားမှာသူချစ်မြနိုးတဲ့ဂီတာလေးရှိမယ်အဲလန်တော်ရှိမယ်သူ့ကိုလွှမ်းခြုံထားတဲ့လန်တော်ရှိမယ်ဘေးနားမှာသူတက်ရှိစဉ်တော့ဝယ်စားခဲ့တဲ့အဝယ်စားလေးတွေရှိမယ်ဖခင်ဖြစ်တဲ့သူကလည်းကြည်လအောင်ဗျာဟိုဆလစ်တိုလေးဆေးဘော့လေးအတူလေးပေါ့နော်လက်ကြားညှက်ထားတယ်ဒီဆလစ်ပါချက်ပေါင်ဖက်နယ်လေးပေါ့နော်အဲရေချိုးစီချက်ပေါင်ဖက်နယ်လေးစီးထားတယ်ဟိုဗျာလုံးဝခက်ခက်နာနာပုံစံမျိုးမဟုတ်ဘူးပေါ့နော်ပြည့်ပြည့်စုံစုံပုံစံမျိုးမဟုတ်ဘူးဒါတွေကလည်းတကယ်တော့ဟိုကျွန်တော်မြင်ရတဲ့ ချိန်မှာစိတ်မကောင်းစရာပေါ့နော်ဒါပေမဲ့အဲသူတို့ရဲ့စိတ်ဓာတ်တွေကတော့တကယ်ကိုမြင့်မြတ်တယ်တကယ်ကိုသူရဲ့ကောင်းမိသားစုတကယ်ကိုအာသာသည်မိသားစုတွေပေါ့နော်အဲ့တော့ဒီလိုမျိုးဒါဖြစ်စဉ်တွေကတော့ကျွန်တော်ဒေါ်လာရင်းမှာအများကြီးရှိတယ်ပေါ့နော်အများကြီးရှိတယ်လူငယ်တွေရဲ့ဇွဲပြီးရင်စိတ်ဓာတ်ခံယူချက်ပြင်းထန်မှုကလည်းတကယ်ကိုကြောက်စရာကောင်းလောက်အောင်ပဲပေါ့နော်ရှေ့မှာကျွန်တော်တို့ကြုံခဲ့ကြရရှိတယ်အဲချို့ဒီရဲ့ကောင်းနေဆိုရင် အဲသူတို့ရဲ့မိဘတွေကခွင့်မပြုတဲ့အခါပေါ့နော်မိဘတွေကိုပြန်ပြီးတော့လန်ဆန်လုပ်ပြီးတော့အဲပြန်ပြောတဲ့ဟာမျိုးရှိတယ်အဓိကတော့အဲဒီလိုမျိုးဒါအမှန်တရားအတွက်အကုန်လုံးတိုက်ပွဲဝင်နေတဲ့အချိန်မှာအမေကဘာဖြစ်လို့ကျွန်တော်တို့တားနေရလဲဆိုတဲ့ပုံစံမျိုးနဲ့အဲတိုက်ပွဲဝင်မှုအတွက်တဘူတစစပြောရတဲ့သူရောကောင်းနေတဲ့အများကြီးတွေ့ခဲ့ဘူးလေပေါ့နော်အဲဖမတ်ရကျွန်တော်ဒါမှန်လေးမှန်လေးပေါ့နော်မှန်လေးဆိုတာဒါကျွန်တော်တို့အင်တာဗျူးရဲ့အချိန်မှာလည်းပါတယ်ပေါ့နော်သူဆိုရင်အဲ့ချိန်ကဒီမော့ဆိုတို့ထန်တလန်တို့ပါတို့ရွာလုံးကျွတ်ပြီးရှုခံရတာတွေပြီးတော့กินนี้รู้บ่าวมาซะโอ้โห ကားတွေပါမီးရှို့ပြီးတက်သွားတာတွေပါလေဒီလိုတွေဖြစ်နေရောကျွန်တော်ကမခံလာနိုင်ဘူးကျွန်တော်နှစ်နာရီခွဲညနှစ်နာရီခွဲ၃နာရီဆိုငုံတူပြီးထားထားငိုတယ်တယောက်လိုက်စရာတဟင်းနေငါဘာမလုပ်ဝင်နိုင်ငါဘာမလုပ်ဝင်နိုင်ဆိုရောအားနဲ့မားတော့ညတိုင်းကျွန်တော်အဲမီးရှို့ခံရတဲ့ဟာတွေပို့ပြီးတော့မမေးလို့တကယ်လို့အချိန်ကြာလာရန်ကုန်လည်းဒီလိုဖြစ်လာပါတော့အဲ့လိုကြာရင်တော့ဒါမင်းထမိန်လောက်ဆွဲပြီးတော့ဖုန်းကြောင်းတော့မပြေးနိုင်ဘူးလို့ ဒါတိုက်သွားလို့ပါဖြစ်တယ်ညာဖြစ်တယ်အမားသားလည်းသဘောထားပြောင်းသွားတယ်ဆက်ပါနေလုတ်ချင်ပထမတစ်ခေါက်လို့ခိုးမသွားနဲ့ဟောအိမ်ုံပြောပါအိမ်ုံပြောဆိုတော့အဲ့ဆိုတာသွားတော့မယ်လို့ဆိုအာသူကိုယ်တိုင်းပဲဩကာမန်ဒီလိုက်ဖြတ်ပေးဩသူကိုယ်တိုင်းလိုအပ်တာလိုက်ဝယ်ပြီးတော့ကားကြီးထိလိုက်ပို့ဩကားကြီးထိလိုက်ပို့တော့ကျွန်ဒီဘက်တက်မှာ6လဲစရောက်အဲဒီဝေယံထုံးပါနော်ဝေယံထုံးလေးဒါကြာဆုံးသွားတဲ့ချိန်မှာ အမေလှုပ်တဲ့သူကိုသွားပြောတယ်ပေါ့နော်အမေကငိုတယ်ပေါ့နော်ငိုတော့ကြတော့အမေလှုပ်တဲ့သူကအမေဘာဖြစ်လို့ငိုတာလဲပေါ့နော်အမေကိုသားကိုကြတော့ဖွက်ထားပြီးရောပေါ့နော်သူများသားအခုလိုမျိုးကြာဆုံးသွားတဲ့ခါကျရင်မိမြိတ်မကြနဲ့ပေါ့နော်အမေဘာဖြစ်လို့ကိုသားကိုဖွက်ထားလဲပေါ့အဲကိုသားကဒီလိုမျိုးလှုပ်ချင်တယ်ဆိုတဲ့ဟာကိုအမေခွင့်ပြုပေးရအောင်အဲ့လိုပုံစံမျိုးတွေကစပြောတယ်တဲ့ပြီးတော့ ါညတစ်ခေါင်သနွဲဆိုရင်ချပြီးတဲ့အဲ့လိုမျိုးကဘာမကြည့်ဘူးအဲအဲ့ဒီချင်းနေထဖွင့်နေအဲပြီးတော့ကျတော့ဒီတော်လိုင်းဒီဒီဆန္ဒပြပြိုခွဲမှုမှာပေါ့နော်စစ်တပ်ရဲ့ရက်စက်မှုတွေရုံမာမှုတွေကိုဒီတည်င်းတွေကိုသူ့မိအိတ်နေလားမအိတ်နေလားသူမစင်စားညတစ်ခေါင်သနွဲလဲပို့တယ်ပေါ့နော်အဲ့လိုမျိုးမဲတဲ့သူကသူ့မိရဆိုဘယ်လိုပြောစိတ်ဒုက္ခပေးတယ်ပေါ့နော်အဲ့လိုတော့ပြောခဲ့ရတကယ်ကိုစိတ်တက်အရန်ပြင်းထန်ပြီးတော့ပေါ့နော်အချိန်ချင်းခါခါတော်လိုင်းတပ်ဖွဲ့တွေဝင်ဖို့စူးစမ်းခဲ့တဲ့လူငယ်တွေကျွန်တော်အများကြီးပဲတွေ့ခဲ့ရတယ်အဲ့ပြီးတော့အချို့တွေဆိုလဲ ဒီလိုမျိုးရောက်လာနိုင်မှုအတွက်ကိုပေါ့နော်ပြင်းပြထန်ထန်စ조사ခဲ့ရတာရှိတယ်အချို့ကအဲသူတို့ရဲ့ခန္ဓာကိုယ်အချို့ချွေရင်းတဲ့ဟာလေးရှိတယ်ဆိုဆိုတာတခြားဟာကိုပြောမှာဆိုတာအဲ့လိုအဲဒီမျက်လုံးအားမကောင်းတာတို့အဲမျက်စိအားမကောင်းတာဒါမျိုးပုံစံမျိုးတွေလည်းရှိကြတယ်အချို့ဆိုရင်အဲပန်းနာရင်ကျက်ယောဂပုံစံမျိုးတွေရှိကြတယ်အဲအဲ့လိုပုံစံမျိုးတွေရှိကြတဲ့သူတွေတောင်မှပဲဒီခံယူချက်တွေဒီစိတ်ဓာတ်တွေပြင်းထန်တာကြောင့်မလို့လောရဲကိုမရောက်ရအောင်လာကြတယ် ဒီတော်လိုင်းတက်ဖွဲ့တွေနဲ့အတူပူပေါင်းတယ်ပြီးရင်ပြည်သူတွေပြန်ပြီးတော့တိုက်ပွဲဝင်ကြတယ်အသက်တွေပါရင်းပြီးတော့ခြကြတယ်ဗောနော်ဒါမျိုးပုံစံလူငယ်တွေကျွန်တော်တော်လိုင်းဘက်မှာအများကြီးရှိရအကုန်လုံးအဲ့လိုစိတ်တက်တဲ့ကြီးပြအကုန်လုံးအဲ့လိုခံယူချက်တွေရှိပဲအဲ့ကြအဲ့လိုမျိုးသူတွေရဲ့နောက်ွယ်မှာရှိရမိဘတွေကလည်းစောစောကကျွန်တော်ပြောခဲ့တဲ့ဒါအလေးလိုမျိုးပဲဗောနော်အားလုံးကတကယ်အာဇာနည်မိသားစုတွေဖြစ်တယ်ကိုသားတယောက်အသက်မရှိတော့တဲ့သားတယောက်ရဲ့ရုပ်လောင်းရှိမှာဗောနော်မျက်ရည်တစ်စက်မကျဘဲနဲ့ကြံခဲ့တဲ့ဒါတော်လိုင်းတက်ဖွဲ့တွေအတွက်ကိုစိတ်ပူပြီးတော့မှားနေတဲ့ဟာတွေ အဲ့လိုပေါ့ဟိုသူကျိနေရတယ်ဂုံယူရတယ်ဆိုပြီးတော့ပြန်ပြီးပြောပြနေတဲ့အကြောင်းအရာတွေကတကယ်ကိုရင်နစ်အောင်ခန်းစားရတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဒါကျွန်တော်ခန်းစားရတဲ့ဟာလေးကိုကျွန်တော်ပြန်မျှဝေပြရပါတော့အဲ့တော့ဒါကျွန်တော်တော်လံပြည်သူတွေရောတော်လံတပ်ဖွဲ့တွေရောတခုခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတော့နောက်တစ်ခုကတော့ဒါကျွန်တော်အင်းတော်မျိုးသိန်းတိုက်ပွဲပေါ့နော်ဒါမှတ်မိလိုက်မယ်ထင်တယ်ဒါစစ်တုံပန်းဘုံမူကျုပ်ခုံခုံတက်မှာမူပေါ့နော်အဲတက်မှာ90ခုံတက်မှာမူစစ်တုံပန်းဘုံမူကျုပ် အဲအောင်တက်ဦးပေါ့နော်သူဖန်စီခံရပြီးရဲ့အချိန်မှာအခုဆို energy ထုတ်ပြန်တယ်ဒီကောင်အပါဝင်ပေါ့နော်အဲသူရဲ့စစ်တုံးမဲ့စစ်သားတွေကိုအဲစစ်ဆေးတာမျိုးတွေစစ်ကြောရေးဝင်တာမျိုးတွေလုပ်နေပြီဖြစ်တယ်အဲ့လိုစစ်ကြောရေးတွေစစ်ဆေးချက်တွေဒါဒီဟာဒီပုံမှာမူတည်ပြီးတော့ပေါ့နော်ဒါတရားစီရင်မယ်ဆိုပြီးတော့ energy ကထုတ်ဖို့ပြောကြားလာတယ်ပေါ့နော်အဲ့တော့ဒါက main online အတွက်ခေါင်းခဲစရာဖြစ်တယ် တမတမမှာအကြီးဆုံးဆိုတဲ့စစ်ကောင်းဆောင်တရားအဲ့လိုကောင်းဆောင်တရားကိုဒီဘက်တော်လိုင်းတပ်ဖွဲ့တွေကအရှင်လက်ရဖမ်းဆီးပြီးတဲ့ချိန်မှာသူတို့လှုပ်ခဲ့တဲ့လုံရက်တွေသူတို့ကိုအမိန်ပေးစိတ်ခိုင်းခဲ့တဲ့ဟာတွေသူတို့လက်ရှိလှုပ်ဆောင်နေတဲ့ဟာတွေအပြင်နောက်ထပ်လှုပ်ဆောင်မဲ့ဟာတွေအတွက်ပါကျွန်တော်စစ်ကြောနေနိုင်ပြီဆိုရင်မြောက်လိုက်အတွက်ကောင်းခဲ့စရာတွေဖြစ်လာတော့မယ်သူဖုံးထားသမျှဟာတွေပေါ်တော့မယ်ပြောကြကျွန်တော်တို့လက်ခုပ်ထဲမှာရောက်နေတာဖြစ်တဲ့အတွက်ဒီကောင်အမှန်တိုင်းပြောဖို့အရေးကြီးတယ်ဗောနော်အဲပြီးတော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့အနေနဲ့လည်းဒီစစ်ကြောရေးနဲ့ပတ်သက်တဲ့ နီးဗျူဟာတွေစစ်ကြောရေးနဲ့ပတ်သက်တဲ့စီးမြင်တွေစီးကန်းတွေဒါမျိုးတွေကိုလည်းကျွန်တော်သိစေချင်တယ်အဲတက်စားစေချင်တယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တက်ဖွဲ့တွေကနေရာတိုင်းမှာဒီစစ်ကောင်စီရဲ့ဒီအောက်ခြေအဆင့်ကနေစပြီးတော့အရာရှိဘိုင်းနေအဆင့်ထိနေရာတိုင်းမှာလက်ရဖမ်းဆီးနိုင်နေတာတွေကအများကြီးရှိလာတယ်အဲ့လိုရှိလာတဲ့မြတ်စစ်ကြောတဲ့ဘာသာရက်တွေကိုကျောင်းတပ်ဖွဲ့တွေကတိထားသိမ့်ပြီဗောနော်။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေ လောက်ကန်ဆောင်ရွက်နေတဲ့ဟာတွေသူတို့ရဲ့တာဝန်တွေယာတူးတွေသူတို့ယူထားတဲ့အစီအမံတွေသူတို့ရေးဆွဲနေတဲ့အစီအမံတွေသူတို့အကောင့်ထဲပုံနေတဲ့အကြံဉာဏ်ဓာတ်တွေကအစကျွန်တော်တို့တပ်ဖွဲ့တွေကအဲလုံးဝအသေးအဖွဲ့အစလိုက်ပြီးတော့စစ်ကြောနိုင်တဲ့အဆင့်မျိုးရောက်အောင်လှုပ်ထားဖို့ရည်ကြီးလာပြီပေါ့နော်အဲ့လိုလှုပ်ထားနိုင်တာနဲ့အမြကျွန်တော်တို့တပ်ဖွဲ့တွေအတွက်အဲနောက်လာမဲ့ အောင်မြင်မှုတွေကအရန်အထောက်ကူသွားပြုတယ်။အဲဥစ္စာအတွက်ကိုဒါကြောင့်တိတိတင်တိထိုက်တဲ့ဟာတွေကျွန်တော်ဘက်ကတော်လိုင်းတက်ဖွဲ့လေးလိလာထားတဲ့နေပေါ့နော်။ဆိုတာဒါကခုနလိုပေါ့နော်အဆူလိုက်ပြုံလိုက်ဖန်းခံဒီကောင်နေစီကနေပြီးတော့ဖန်းမိပြီဆိုတဲ့ခါကျရင်ဒီကောင်နေတယောက်နဲ့တယောက်ဒါတိုင်ပင်ကြကြအရှိတယ်။လက်ရဖန်းစီခံရပြီဆိုတာနဲ့ကျွန်တော်ကလုံးဝမဲ့စီမင်းစီကနေရှိသွားဆိုတာတယောက်တနေရာစီခွဲထားတာမျိုးဒီလိုခွဲထားမှပဲရမယ့်အနေထားမျိုး။ဘာဖြစ်လို့လဲဆိုတော့အဲတချို့ကကြတော့ငါ့ကိုအရာရှိလို့မပြောနဲ့ဆိုပြီးတော့တိုင်ပင်တာမျိုးတချို့ကငါတို့ကောင်နေဘလို့အချင်းနေမျိုးရောက်လာပြီအဲတော့ကြတော့ငါတို့ကိုဘာတွေမေးလာလိမ့်မယ်မေး ေးလာတဲ့ခါကျရင်ငါတို့တယောက်တယောက်ဘလို့ညှိထားဆိုပြီးတော့ချင်းချင်းပြန်ပြီးတိုင်ပင်လို့ရတဲ့အနေအထားမျိုးတွေမဖြစ်အောင်ဒါစပြီးတော့ဖမ်းပြီးပါတယ်ဆိုကနေကထားရမယ့်ပုံစံမျိုးတွေရှိတယ်။စစ်ဆေးတဲ့အခါမှာဘလို့အနေအထားမျိုးနဲ့စစ်ဆေးရမလဲ။သူနဲ့ level တန်းဟိုဟာဖြစ်အောင်ဘလို့စစ်ဆေးရမလဲ။ပြီးရင်ခုနလိုပေါ့နော်။စစ်ဆေးတဲ့အခါမှာမေးခွန်းကိုပဲဖြေရမယ်။ပြန်ပြီးတော့မေးခွန်းမထုတ်ရဘူးဆိုတော့စီမင်းစီကံမျိုးတွေပေါ့နော်။ပြီးတော့ကျတော့လုံးဝကြောက်လို့ဖြေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လုံးဝကိုလိုက်ရောပြီးတော့ပေါ့နော်။ လာရောပြီးတော့ကောင်းကောင်းမွန်မွန်ဖြည့်တဲ့အဖြည့်မျိုးကဘယ်လောက်ထိတန်ဖိုးကြီးတယ်ဆိုတဲ့ဟာမျိုးတွေဒါတွေကစကျွန်တော်ဒေါ်လိုင်းတက်ဖွဲ့တွေကတည်ထားဖို့အချိန်တန်ပြီလို့လည်းအကြံပြုချင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းဆိုရင်အများကြီးအများကြီးဖမ်းစီရအရှိမှလည်းအများကြီးဖမ်းကအခုချိန်ထိလည်းဖမ်းမိနေတော့မယ်။နောက်ထပ်လည်းဖမ်းမိတာလည်းရှိလာအောင်ပါ။အဲ့တော့ကျတော့သူတို့ဒါဟိုဘက်ရန်သူဘက်ကတရင်နေရဖို့အတွက်ဒီကောင်နေစီကနေပါလေလွင့်မရှိအောင်အသေးအဖွဲအစလိုက်ပြီးဆစ်ဆေးနိုင်တယ်ဟေ့ဆိုရင်ကျွန်တော်ဒေါ်လိုင်းအောင်မြင်မှုအတွက်အချက်လက်တွေအများကြီးရလိမ့်မယ်ပေါ့နော်။အဲ့တော့ မရောက်နိုင်နေတဲ့အခုလိုမျိုးအကြီးပိုင်းတွေကသူ့ရဲ့ဒါခေါင်းဆောင်တယောက်ဖမ်းခံရပြီဆိုတဲ့အချိန်မှာအခုလိုမျိုးစစ်ကြောမယ်ဆိုပြီးတော့အတန်လွှင့်လာတဲ့တင်ကိုဒီကောင်ဖင်တုံအောင်ကြောက်နေလောက်ပြီပေါ့နော်အဲ့ဒါကြောင့်မလို့လဲဒါအခုနောက်ပိုင်းတွေမှာဒါစစ်တုံမှန်းဖြစ်တော့မဟိတ်လက်နဲ့ချတော့မဟိတ်အလင်းဝင်တော့မဟိတ်ဆိုတဲ့အရေးရောင်မြင်ရတာ ਨੇ ဒီကောင်နေကိုယ်တိုင်ကစဘုံလိုက်ကျင်းနေတဲ့အနေအထားမျိုးတွေဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီဥစားရေးလဲကြိုပြီးတော့တည်ထားဖို့ရည်ကြီးလာပြီပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်ပေါ့မြုတ်နယ်တနက်ပင်စင်းကြွာကိုတဲ့ ဘုံလာကျဲတဲ့စက်တက်လီဒီပါရမူတာပေါ့နော်စက်တက်လီဒီနစီကိုဘာကဘာအဖွဲရနေပြီးတော့ဘာကဘာအဖွဲရနေပြီးပစ်ခတ်လိုက်တော့ဒါလီဒီမောင်းတဲ့ကောင်တစ်ကောင်ပေါ့နော်အတန်ရရသွားတယ်ဆိုပြီးတော့ ठी ရတယ်ပေါ့နော်အဲဒါကြောင့်အဲဒီကောင်နဲ့အတွေ့ထဲမှာကအမြဲတမ်းကျွန်တော်တပ်ဖွဲ့တွေကိုအထင်သေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တပ်ဖွဲ့တွေဘက်ကလည်းမရရတဲ့ဟာနဲ့ပြန်ပြီးတော့ချိန်မုံနိုင်တယ်ဆိုတဲ့ဟာအမြဲတမ်းပြသခဲ့ပြီးသားဖြစ်တယ်အခုတို့ကဒီပါရမတာကိုဘာနဲ့မှလုံးလို့မရပါဘူးဆိုတဲ့ပုံစံမျိုးနဲ့တို့က ဒါသွေးတို့ဆန်းပြီးတော့ဒါကြောင့်တပ်ဖွဲ့တွေပြီးရင်ဒေသခံပြည်သူတွေဒီပေါ်မှာရုံမှာရက်ဆက်တဲ့ပုံစံမျိုးနဲ့ဘုံကျဲတိုက်ခိုက်တာမျိုးတွေလှုပ်တယ်။ဒါပေမဲ့လည်းဒါအများအားမှာပြစ်ချခံရတာတွေရှိတယ်။အဲထိကြိုက်တာတွေရှိတယ်။အဲတခါကြီးကျရင်သူ့ဘာသူတစ်ပင်နဲ့တိုက်ပြီးတော့ပြုတ်ကြပြီးတော့တည်တဲ့ကောင်ရှိတယ်။အဲလိုပုံစံမျိုးအနေထားဖြစ်လာတယ်။ဒါပေမဲ့လည်းဒီဥစ္စာကြောင့်အထင်သေးလို့တော့မရဘူး။ခုလိုမျိုးအောင်မြင်မှုရတာတကယ်ဝမ်းသာတယ်တကယ်ကျိုးလို့လဲ။ဘာဖြစ်လို့လဲဆိုတော့ဒီပါရာမီတာကိုပြစ်ခတ်နိုင်မဲ့အဲခုနလိုလက်နက်မျိုးကျွန်တော်တို့တပ်ဖွဲ့တွေစီမှာမပြည့်မစုံသေးတာတော့မှပဲ။ ခက်ဆိတ်စိတ်ကြားလာရပြီပေါ့နော်ဒီလိုကောင်မျိုးတွေကိုချေမွန်းနိုင်တဲ့အဆင့်မျိုးတွေခက်ဆိတ်စိတ်ကြားလာရပြီဖြစ်တဲ့အတွက်တကယ်အားရစရာကောင်းတဲ့သတင်းတစ်ခုလည်းဖြစ်တယ်ဒါပေမဲ့ဒီကောင်တွေကဒီရုပ်စာကိုပို့ပြီးတွေ့တွေ့ကြဲကြဲသုံးဖို့အတွက်စ조사နေချိန်မှာရုပ်တပ်ဖွဲ့အနေနဲ့ဒီလိုဟာမျိုးကိုချေမွန်းနိုင်မဲ့အဲလက်နက်မျိုးကိုဒါအမြန်ဆုံးဒါရှာဖွေနိုင်ဖို့အတွက်လည်းဒါကြောင့်ဟိုအကြံဉာဏ်ပြုတ်ကျင်တယ်ပြီးတော့ကြတော့ဒါဒီလိုမျိုးရှာဖွေနိုင်ဖို့အတွက်ကလည်းပြည်သူလူထုရဲ့အကူအညီထောက်ပံ့မှုကအရန်ရေးကြီးတယ်ပြည်သူကိုနှိမ့်ဆက်နေတဲ့ဟာ ပြီးရင်ခုနလိုဒေါ်လိုင်းတက်ဖွဲ့တွေကိုနှိမ့်ဆက်နေတဲ့ဟာမျိုးကိုပြန်ပြီးတော့လက်စားချေနိုင်မယ့်အခွင့်အရေးကကျွန်တော်တို့လက်ထဲရောက်ဖို့အတွက်ဆိုရင်ထောက်ပံ့ကူညီမှုတွေကအရင်ကြီးကြီးတယ်တက်ဖွဲ့တွေကတော့အသက်ပါရင်းမြို့ဆော်ဖို့ဝင်မလေးဘူးပေါ့နော်အဲတော့ကျတော့ဒီအထက်ကြားရတဲ့သတင်းတွေကဒါခန်းစားချက်မျိုးစုံဖြစ်စီတယ်ပေါ့နော် ဝမ်းနေစရာတွေလည်းရှိမယ်။အဲခုနလိုဝမ်းသာစရာအောင်မြင်မှုတွေအဲဒါမျိုးတွေလည်းရှိမယ်။ဆက်ရတက်ကြွစေတဲ့ຢာတွေလည်းရှိမယ်။ဒါပေမဲ့ဒါတွေကဝမ်းနေစရာဂျုံတိုင်းမှာကျွန်တော်စိတ်နဲ့ကြားဖို့မဟုတ်ဘူး။ဒီຢာတွေကနေပြန်ပြီးကျွန်တော်ခွန်အားယူလို့ရတဲ့အရာတွေအကြောင်းအချက်တွေအများကြီးရှိတယ်ဗောနော်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်လှုပ်ရမယ်။ဒေါ်လိုင်းပန်းလိုင်းကိုရှောက်လန်းနေတဲ့ခြေလန်းတွေကိုရက်တန့်သွားလို့မရဘူး။တုံဆိုင်သွားလို့မရဘူး။ရှေ့ဆက်ပြီးကျွန်တော်တပ်ဖွဲ့တွေရောဒေါ်လိုင်းပြည်သူတွေရောဒါလက်တွဲညီညီနဲ့ အဲအဆုံးထိရောက်အောင်ပေါ့နော်ပန်းတိုင်ထိရောက်အောင်ခြေတက်ကြပါစို့လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်